င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြမဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုလိုက်ပါတယ်ညရီရတက်ဖွဲ့မှုရဲမှုအောင်နိုင်ဦး KTV ဟိုင်းကမ်းမှာမွေးစေဝါအလွန်ကျော်သုံးဆွဲကတည်ဆုံးခဲ့ပြီးအုံနောက်သွေးကြောပေါက်တည်ဆုံးတယ်လို့ကျင်းနန်းတင်ပြပြီးသတင်းလိမ်လည်ဖြန့်နေတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင် ဖန်စီထင်းသိမ်းခံရသူတွေကိုလွှတ်ပေးဖို့အတွက်ဂျပန်အစိုးရဒုတိယနိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ၁ရက်နေ့ကဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပံ့ပိုးကူညီနေတယ်။ဂျပန်ပါလီမန်အဖွဲ့နယ်တွေ့ဆုံစဉ်မှာအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဂျပန်ဒုတိယဝန်ကြီးကမြန်မာနိုင်ငံမှာဆွေးရနေတဲ့အခြေအနေနဲ့ပတ်သက်က အလေးနဲ့စိုးရိမ်တယ်လို့ပြောဆိုလိုက်တယ်လို့မြန်မာနိုင်ငံမှာလည်းအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ဒေါအောင်ဆန်းစုကြည်အပါအဝင်ထိမ့်သိမ်းခံထားရသူတွေကိုလွှတ်ပေးဖို့နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်အမြန်ဆုံးပြန်လည်ထူထောင်ဖို့မြန်မာစစ်တပ်ကိုတိုက်တွန်းတယ်လို့လည်းပြောဆိုသွားတာဖြစ်ပါတယ် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအထောက်အကူပြုဂျပန်ပါလီမန်အဖွဲ့ကစက်တင်ဘာလ30ရက်နေ့ကကျပခဲ့တဲ့ဂျပန်လွှတ်တော်ရဲ့မြန်မာရေးအစည်းအဝေးဆွေးနွေးချက်တွေပေါ်အခြေခံကမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအားကောင်းလာစေကုညီဆောင်ရွက်ပေးဖို့တောင်းဆိုစာကိုဂျပန်အစိုးရစီကိုလည်းပေးအပ်ခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲအတွင်းဂျပန်ဒုတိယဝန်ကြီးက မြန်မာနိုင်ငံပြည်သူတွေရဲ့အခက်အခဲတွေကိုကုညီပံ့ပိုးပေးမှာဖြစ်ပြီးမြန်မာပြည်သူတွေရဲ့အသက်မွေးမ်းကြောင်းမှုတိုးတက်ကောင်းမွန်လာစေဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေတက်ကြွစွာပံ့ပိုးပေးသွားမယ်လို့လည်းသိရပါတယ်။ဒါအပြင်နိုင်ငံတကာအသိုက်အဝန်းနဲ့ပူးပေါင်းကမြမအကျက်တဲကို ဖြည့်ရှင်းကြော်လွားနိုင်ရေးပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်ရှင်။ဒီတကမှာတော့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးအောင်နိုင်ဦးဟာ62နှစ်မြောက်ရဲတပ်ဖွဲ့နဲ့ညစာစားပွဲပြီး KTV ဟိုင်းကန်းကိုတွားရောက်ကဟိုင်းကန်းမှာအပျော်လွန်မှုရစ်စေအလွန်ကျွံသုံးဆွဲပြီးတေဆုံးသွားတယ်လို့ မြရီမျိုးနဲ့ရဲတပ်ဖွဲ့ကရဲသတင်းမြစ်ကပြပြပါရယ်အော်တိုဘားလာ၁ရက်နေ့က62နှစ်မြောက်ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးအဲ့ဒီနေ့ကနေကင်းပိုင်းမှာမြရီခရိုင်ရဲရုံးမှာရဲတပ်ဖွဲ့နှစ်အထိမ့်မှအခမ်းအနားကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီနောက်ညပိုင်းမှာညစာ စားပွဲပြုလုပ်ခဲ့ပြီးရနောက်မှာ မြရီမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုအောင်နိုင်ဦးဟာ တခြားရဲအရာရှိချို့နဲ့တူ KTV ဟိုင်းကန်းကိုတွားရောက်တောက်စားမှုရပြောပါခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာ KTV မှာတင်မှုရစေပါအလွန်ကျုံသုံးဆွဲမှုကြောင့်တတိလစ်တေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်းမြရီမြို့နယ်ကရဲတပ်ဖွဲ့ကရဲသတင်းမြစ်ကပြောပြပါတယ်။အဲလိုမှုရစေပါသုံးဆွဲရင်တေဆုံးခဲ့ပြီမယ်လေ။မြရီမြို့နယ်ရဲတပ်ဖွဲ့က သက်ဆိုင်ရာရေယုံကျုံနဲ့ပြည်ထောင်ဝန်ထမ်းကိုကျင်းနှံအစည်းအကံစာ တင်ပြရမှာတော့အုံနောက်သွေးကြောပြက်ကသစ်ဆုံးသွားကြောင်းလိမ့်လေတင်ပြခဲ့တယ်လို့လည်းသိရပါဗျ။နေပြည်တော်ရဲအုံကျုံနဲ့ပြည်ထောင်ဝန်ထမ်းကိုလိမ့်လေတင်ပြထားတဲ့ရဲကျင်းနှံစာထဲမှာ အော်တိုဘာလ၂ရက်နေ့မနေ့အစောပိုင်း၁၂နာရီမိနစ်50အချိန်ခန့်မှာမြို့နယ်ရဲတပ်ဖွဲ့မှအောင်နိုင်ဦးဟာနေအိမ်မှာဒလစ်လစ်မူးလဲနေတာကို တောင်ဝန်ကြတဲ့ဒူရဲအုပ်ဝင်းကိုကိုကတွေ့ရှိတဲ့အတွက်ကြောင့်တခြားရဲတပ်ဖွဲ့ဝင်တွေနဲ့အတူမြို့လီခရိုင်ပြည်သူစေယုံကြီးကိုတင်ပို့ခဲ့တယ်လို့လည်းသတင်းပေးပို့ခဲ့ပါဗျ။အဲ့လိုတင်ပို့စီမှာမြို့ရီခန်စေယုံကတောင်ဝန်ကြဆရာဝန်ဒေါက်တာအောင်ကောင်းမြတ်ကလက်ခံကအရေးပေါ်လူနာဆောင်မှာစေကူတမှုပေးခဲ့ပြီးစေကူတမှုခံယူနေစဉ်မှာရဲမှုအောင်နိုင်ဦးဟာ နနက်3:00နာရီ55မိနစ်မှာအုံနောက်သွေးကြောပေါက်ယောဂာနဲ့တည်ဆုံသွားခဲ့လို့လည်းရဲကျင်းနှန်းမှာဖော်ပြထားပါဗျ။ဒါအပြင်ရဲမှုအောင်နိုင်မှုတည်ဆုံမှုနဲ့ပတ်သက်ကသူ့ရဲ့မိသားစုစီကိုဆက်သွယ်အကြောင်းကြားထားပြီး"တကြိုဆောင်ရွက်မှုကိုအချိန်နဲ့တပြေးညီဆောင်ရွက်သွားမှာဖြစ်ပြီး"သိရှိနိုင်ပရန်တင်ပြအပ်တယ်လို့လည်းလိမ့်လဲရေးသားထားပါရဲ့ရှင်။ ကချင်ပြည်နယ်တရင်တဘောက်ကိုတန်းဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်ကလက်လွတ်လိုက်ရတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းအချို့ကိုပြန်လည်တိုက်ခတ်သိမ်းပိုက်ရရှိခဲ့လို့ KIA ရှေ့တန်းသတင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရစေ။စက်တင်ဘာလ24ရက်နေ့မှာဗမော်မြို့ကသုံးမိုင်စခန်း၊ရွှေပြည်တပ်စခန်းနဲ့ KBC ဖះချောင်းကုန်းတို့ကိုအကြမ်းဖက်စစ်တပ်ရဲ့အမှတ်၁၁တပ်မတော်စစ်တပ်ရင် မဆာရနဲ့အမှတ်ငါဆက်သွယ်ရေးတပ်တို့ကစစ်ကြောနှစ်ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် KIA ပူပေါင်းတပ်ဖွဲ့တွေကစုခွာပေးခဲ့ရတာလည်းဖြစ်ပါတယ်။အဲလိုစုခွာပေးလိုက်ရတဲ့စခန်း၃ခုကို KIA ပူပေါင်းတပ်ဖွဲ့ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအော်တိုဝါလာတည့်ရနေ့ညနေပိုင်းကပြန်လည်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က90ကျော်တည်သွားကအများပြားလဲထိခိုက်ဒဏ်ရာရှိခဲ့လို့ KIA ရှင်းတဲ့တင်းမြစ်ကပြောပါတယ်ဗမော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလပိုင်းကနေစတင်က KIA ပူးပေါင်းတပ်ဖွဲ့တွေကဆင်နွှဲနေတာဖြစ်ပြီးလက်ရှိအချိန်ထိတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေစေဖြစ်တယ်လို့လည်းသိရပါတယ်ရှင် ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ဖောက်ပုံမြွတ်နယ်နှုတ်ဘောတိရွာကိုစစ်ကြောင်းထိုးလာတဲ့ BGF နဲ့စစ်တပ်ပူးပေါင်းအဖွဲ့ကို၄ရက်ကြာကြားဖြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်က၁၀ဦးထက်မနည်းဟာထိခိုက်သေဆုံးခဲ့တယ်လို့နဂနက်စစ်ကြောင်းကစစ်ကြောင်းကိုဗိုတက်တူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။သတင်းပါလာ၂၂ရက်နေ့ကနေစတင်ပြီးဖောက်ပုံမြွတ်နယ်နှုတ်ဘောတိရွာကိုမောင်လာကျိုင်ဦးဆောင်တယ်။ BGF အဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းထားတဲ့အင်အား300ခန့်ပါတဲ့စစ်ကြောင်းက စစ်ကြောင်းထိုးလာတာဖြစ်ပြီးတော်လန်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာစတေမာလာ26ရက်နေ့အထိဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က10ဦးထက်မနည်းဟာထိခိုက်သေဆုံးသွားသလိုငကနဲ့စစ်ကြောင်းဘက်ကလည်းတော်လန်ရဲဘော်6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ကြောင်းမတိုးနိုင်ပေမဲ့လည်းအင်အားတွေထပ်မံဖြည့်တင်းနေတဲ့အတွက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တာကြောင့်တော်လဲရဲဘော်တွေကလည်းစောင့်ကြည့်နေရလို့လဲစစ်ကြောင်းမှုဗိုလ်တပ်တူးကပြပြပါဗါး။ငကနဲ့စစ်ကြောင်းဟာဖပုံခရံအတွင်းအကြမ်းဖက်စစ်တပ်နဲ့ BG ရဲ့ပူးပေါင်းအဖွဲ့တို့ရဲ့စစ်ကြောင်းထိုးမှုတွေကိုကျိန်ဖန်များစွာကြားဖြတ်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီးမထော်စင်ဆွဲတောင်တုံးလုံးလိုဘော်တီကရန်တီနဲ့မဲပလီတက်စခန်းတိုင်တိုက်ပွဲတွေမှာလည်းပူးပေါင်းပါဝင်ခဲ့လို့လဲသိရပါဗါးရှင်။ စကန်အတိုင်းတပုတ်ကိုကြည့်အောင်ပါစကန်အတိုင်းဝက်လက်မြို့နယ်တမကန်ရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးမွေးရွာပါမတန်ဆန်းဖြစ်နေတဲ့ဥစော်ဖုံးခံတဲ့အသက်80ရွယ်ရှိတဲ့ဒေါ်မေပုရို့ကိုပြစ်တက်ခဲ့လို့ဝက်လက် information နဲ့ network ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်အော်တိုဘာလ2ရက်နေ့ကဝက်လက်မြို့နယ်အရှိချမ်းကတမကန်ရွာကိုအကြက်ဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီး လက်လက်ငယ်နဲ့ထွက်ပြေးတင်းရှောင်တဲ့ပြည်သူတွေကိုလိုက်လံပစ်ခတ်ခဲ့လို့လည်းသိရပါဗျ။ဂျပန်စစ်တပ်ပစ်ခတ်တဲ့ကြည်ထိမှန်ပြီးတမာကန်ရွာမှာနေထိုင်တဲ့အသက်80နှစ်အရွယ်ရှိတဲ့အဖွားကိုတော်မေပုနဲ့အသက်28နှစ်အရွယ်ရှိတဲ့မွေးရပါမတန်ဆွမ်းအမျိုးသားတိုးဖြစ်တဲ့ဥစော်ဖုံးကံမှာပွဲချင်းပြီးတည်ဆုံးခရကအသက်90ရွယ်ကျော်ရှိတဲ့ဥမြင့်ရွှေလည်းထိကက်တန်ရရှိခဲ့လို့သိရပါဗျ လက်ရှိချိန်မှာအကြက်ဘက်စစ်တပ်စစ်ကြောင်းကြောင့်တမာကန်ရွာကပြည်သူတွေအပါအဝင် အနီနာကျေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွရွာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါဗါးအလားတူသခိုင်းနဲ့ဝက်လက်မြို့နယ်အဆက်ကိုမေလ28ရက်နေ့ကနေစတင်ပြီးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကလည်းကင်းရွာကဖုံကြီးတပါနဲ့ခခရွာကဖုံကြီးတပါအပါအဝင်အနီးအနားရွာတွေကပြည်သူ29ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပါရရှင် ဘဂဝတန်းတဘောကိုကြည့်အောင်ပါဘဂိုးတိုင်သားရိအချင်းထောင်ကနေလွတ်ရစေပြီးပြန်လဲလွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းသားငါးဦးကိုအကြမ်းဖက်စစ်တပ်ကနောက်ထပ်အမှုတွေထပ်တက်ကလှုပ်ပေးခြင်းမရှိဘဲပြန်လဲဖမ်းဆီးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကရဲ့ PPNN ကဘ ਹੁ ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်အော်တိုဘားလာတည့်ရနေကတာရီအချင်းထောင်ကနိုင်ငံရေးအချင်းသား၁၆ဦးနဲ့ တခြားအကျဉ်းသားဆက်လဲဦးစုစုပေါင်း30ဦးဟာလူရဲစေတဲ့အတွက်ကြောင့်ပြန်လဲလွတ်မြောက်လာခဲ့ပေမဲ့လည်းပြန်လဲလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသား16ဦးအနေနဲ့နိုင်ငံရေးအကျဉ်းသား6ဦးကို ထောင်အဝင်ဝမှာပဲရဲကားနဲ့စစ်ကောင်စီလက်အောက်ခံပြည်ထောင်ဌာနကတာဝရီရဲစခန်းကိုပြန်လဲဖမ်းဆီးသွားခဲ့တယ်လို့လည်းကိုတိုက်ထွန်းကပြောပြပါဗျ။ပြန်လဲဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသား6ဦးတဲကနိုင်ငံရေးအကျဉ်းသား2ဦးသာလွတ်မြောက်လာခဲ့ပြီး ကျန်နိုင်ငံရဲ့အကျဉ်းသား၅ဦးကတော့နောက်မှုတွေနဲ့ဖမ်းဆီးခံခဲ့ရလို့လည်းသိရပါဗျ။လက်ရှိမှာပြန်လည်ဖမ်းဆီးခံရတဲ့နိုင်ငံရဲ့အကျဉ်းသား၅ဦးတဲကကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုက်ကိုတင်ဆိုးကော်နှစ်ဆိုးနဲ့မမ်မေမြတ်သူတို့ကိုအတီးပြုတ်နိုင်ပြီလို့လည်းပီပီအနန္ဒကသတင်းထုတ်ပြန်ထားပါဗျ။အဲဒီလိုပုံမှကတ်ကပြန်လည်ဖမ်းဆီးမှုတွေများလာခဲ့ရင်လူရဲ့စေတော်မှာနိုင်ငံရဲ့အကျဉ်းသားတွေတဲ့စိုးရင်ပူပန်မှုတွေဖြစ်ပေါ်စေနိုင်တဲ့အပြင် အချင်းတောင်ပြင်ပမှာစောင့်မျှော်နေကြတယ်မိသားစုဝင်တွေအတွက်ပါပူပန်မှုများစွာဖြစ်ပေါ်စေလို့လည်း PPNN ကသတင်းထုတ်ပြန်ထားပါတယ်နောက်တစ်လုံးမှာတော့ပြန်လည်ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အကြမ်းဖက်ပုံမှ52နှစ်နဲ့ထပ်မံတရားစွဲဆိုဖို့ပြင်ဆင်နေရလို့လည်းသိရပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ မြန်မာနိုင်ငံမှာပညာရေးနဲ့အလောက်ကန်အခွင့်အလမ်းတွေပုံမိုနှဲပါလာတာကြောင့်လူငယ်တွေရဲ့အနာဂတ်ဟာရပ်တန့်ခံနေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကတတိပေးလိုက်ပါတယ်။ပညာရေးလမ်းကြောင်းတွေပြတ်တောက်လာတာအလောက်ကန်အခွင့်အလမ်းတွေနှဲလာတာနဲ့အသက်မိုးဝမ်းကြောင်းတွေခက်ခဲလာတာကြောင့်လူငယ်မျိုးဆက်တစ်ခုလုံးအထူးသဖြင့်အမျိုးသမီးငယ်တွေဟာအခွင့်အရေးနှဲတဲ့အခြေအနေကိုကြုံတွေ့နေရတယ်လို့လည်း UNDP ကဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလူရေ၃ပုံ၃ပုံကျော်ဟာလူငယ်တွေဖြစ်ကြပြီးဒီအုပ်စုဟာမကြုံဖူးတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းအစိုးရခန်းစာရဖော်ပြထားပါဗျ။နိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးကျဆင်းမှုနဲ့လူဝေးပြဿနာတွေအကြမှာလူငယ်တွေရဲ့ပညာရေးနဲ့ဝင်ငွေလမ်းကြောင်းတွေကအဆိုးဆုံးအဆင့်ကိုရောက်ရှိနေပြီးအဆင့်မြင့်ပညာအောင်မြင်ပြီးသူတွေအထိ လောက်ခလာစာရှိတဲ့အလုပ်ကိုရှာဖို့အတွက်ရုန်းကန်နေရပြီး အထူးသဖြင့်အမျိုးသမီးငယ်တွေအတွက်ပုံမခက်ခဲနေတာကိုလည်းတွေ့ရလို့လည်းဆိုထားပါဗျ။ကျေးလက်ဒေတာကလူငယ်တွေကတော့မျိုးပြကလူငယ်တွေနဲ့နှိုင်းရှင်အသက်မွေးမ်းကြောင်းဆိုင်ရာအလုပ်တွေနဲ့ပညာရေးကိုလလန်းမိမှုမှာနေပါတာတို့ကြောင့်နစ်နာဆုံးရှုံးနေရပြီးဒေတာအလိုက်မညီမျှမှုတွေကိုပုံမနှဆိုင်လာစေလို့လည်း UNDP ကထုတ်ပြန်ချက်ထဲမှာဆိုထားပါဗျ။ UNDP ရဲ့ဒေတာဆိုင်ရာဥစားညွှန်ကြားရေးမှူးကတော့မြန်မာနိုင်ငံမှာပညာရေးကနေအလောက်ကိုင်းဘက်ကိုကူပြောင်းတဲ့လမ်းကြောင်းတွေရပ်တန့်လာတာဟာစီးပွားရေးဆိုင်ရာစိန်ခေါ်မှုတစ်ခုတည်းမဟုတ်ပဲမျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်ကိုချင်းချောင်နေတဲ့အချက်ပေးခေါင်းလောင်းတစ်ခုပဲဖြစ်တယ်လို့လည်းသတိပေးပြောဆိုလိုက်ပါတယ်။လက်ရှိအခြေအနေအရလူငယ်လေးတန်းနီးပါးဟာအလုတ်လက်မဲ့ဖြစ်နေတယ်လို့လည်း UNDP ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါအားလို့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ရေစတမားရှင်ကျွန်မများပါ thank you